မင်္ဂလာပါရှင်2025ခုနှစ်မတ်လ20ရက်နေ့ရဲ့နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မမှုပါရှင်။မူရစ်စေဝါကုံသွယ်မှုဆွဆွဲချက်ကနိုင်ငံရေးထွန်းနှောက်မှုဖြစ်ကြောင်း A ကတုံ့ပြန်လာပါတယ်။ဝမ်တွေမှာစစ်မှုထမ်းဖို့လူစုပေးနေတဲ့အုတ်ချုပ်ရေးမှုနဲ့ဆက်ရေးပြစ်ခတ်ခံရပြီးတေဆုံသွားပါရှင်။မြောင်မြို့မှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်တပ်ကစစ်တပ်လေဒီလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာပြည်သူ၂ဦးတေဆုံပြီး နေအိမ်များမိလောင်ပျက်စီးခဲ့ပါတယ်စစ်ကောင်စီအကြမ်းဖက်မှုတွေတားဆီးဖို့မလေးရှားကို NUG ကတိုက်တွန်းလိုက်ပါတယ်ရှင်ကြောက်တော့မှာစစ်ကြံဘုံဒီကိုစော့ကစားရမှာစစ်ကြောတပ်လူငယ်တအူးတေဆုံးပြီး၄ဦးတန်ရာရရှိခဲ့ပါတယ်ကလေးမြို့နယ်မှာစစ်ဘေးဒုက္ခသည်3000ကျော်အကူအညီတွေလိုအပ်နေပါတယ်ရှင်ဒီသတင်းလေးနဲ့အတူဒီကနေ့နေ့လည်ခင်းရထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ ရန်ကုန်မြို့ကနေတဆင့်မလေးရှားနိုင်ငံအထိကျပ်ဘီလီယံချီတန်ဖိုးရှိတဲ့မူရစ်စေဝါရောင်းဝယ်ဖြန့်ဖြူးမှုမှာပါဝင်ပတ်သက်မှုရှိကြောင်းစစ်ကောင်စီရဲ့မနေ့ကဆွတ်ဆွဲချက်တွေဟာစစ်နိုင်နေတဲ့အာရခတပ်တော် AA ကိုနိုင်ငံရေးရထိုးနှက်မှုသာဖြစ်တယ်လို့ AA ကမတ်လ16ရက်နေ့ညပိုင်းမှာကြေညာချက်ထုတ်ပြန်ပြီးတုံ့ပြန်လိုက်ပါတယ်။တန်ငွေ96ဘီလီယံကျော်ဖို့မူရစ်စေရီဖမ်းမိကြောင်းသတင်းကိုစစ်ကောင်စီထိန်းချုပ်သတင်းစာရီမှာမတ်လ 16ရက်နေ့ကဖော်ပြခဲ့ပြီးအဲ့ဒီအမှုမှာအေအေရဲ့စီးပွားရေးတာဝန်ခံကိုရဲဝင်းဆိုသူပါဝင်ပတ်သက်နေတယ်လို့စစ်ကောင်စီဘက်ကစွပ်စွဲထားတာပါဒီဖြစ်ရမှာအေအေအနေနဲ့ပါဝင်ပတ်သက်မှုမရှိသလိုဒါဟာယုတ်တိမရှိတဲ့စွပ်စွဲချက်သာဖြစ်တယ်လို့အေအေကကြေညာချက်မှာဖော်ပြထားပါတယ်မူရစေလောင်ကစားနဲ့အာဂတိလိုက်စာမှုတွေမှာစစ်ကောင်စီဗိုလ်ချုပ်ကြီးတွေကသာပါဝင်ပတ်သက်နေတာလို့အေအေကပြောပါရရှင် စစ်တပ်ဟာခေအဆက်ဆက်မှလည်းသူတို့နဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အခုလိုစစ်ရေးအရရှုံးနိမ့်ချိန်မှာ နိုင်ငံရေးတိုက်ခါချဖို့အတွက်ဆွတ်ဆွဲထိုးနှက်တာတွေအချိန်ကိုက်လုပ်လို့ရှိတယ်လို့အေအေကပြောပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းဝန်ထရီမြို့နယ်မှာစစ်မှုထမ်းဖို့လူစုပေးနေတဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှုနဲ့ရက်ကြီးစရေးတို့ပြစ်ခတ်ခံရပြီးတေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မတ်လ18ရက် နေ့လယ်တနာရီခန့်ကဝမ်ဒရင်းမြို့နယ်ရိုးကန်ကျေးရွာနေအသက်45နှစ်အရွယ်အုတ်ချုပ်ရိမ်မှုထိမောင်နဲ့အသက်39နှစ်အရွယ်ရက်ကျေးစရီမျိုးစင်ဝင်းတို့ကိုနေအိမ်အထိလူတစုကဝင်ရောက်ပစ်ခတ်လို့နှစ်ဦးလုံးတေဆုံးခဲ့တာလို့ဒေတာခန်ဒီကပြောပါတယ်။သူတို့နှစ်ဦးဟာစစ်ကောင်စီအတွက်စစ်မှုထမ်းဖို့လူငယ်တွေစရင်ကောက်ပေးတာဝမ်ဒရင်းမြို့ပေါ်ကိုသွားရောက်ပို့ဆောင်တာတွေပြုလုပ်နေသူတွေလို့ဒေတာခန်ဒီကဆိုပါတယ်။ အုတ်ကြီးအိမ်ကိုစရီးပါခေါ်ပြီးရောက်မှနှစ်ကောင်လုံးစက်သိမ်းပေးသွားတာလို့ဒေသခံတဦးကပြောပါတယ်။အုတ်ချုပ်ရည်မှုနဲ့ရက်ကြီးစရီးကိုဖဲအဖွဲကပြစ်ခတ်သွားလဲဆိုတာတော့မသိရသေးပါဘူး။ဝန်တွင်မြို့နယ်မှာစစ်မှုထမ်းဖို့လူငယ်တွေအများအပြားဖမ်းဆီးခံရပြီးပြီးခဲ့တဲ့မတ်လပထမပတ်အတွင်းမှာလည်းလူငယ်40ကျော်ဖမ်းဆီးခံရတယ်လို့ဒေသခံတွေကပြောပါတယ်။အာနာသိန်းစစ်ကောင်စီတပ်ဟာရန်ကုန်မန္တလေးအပါအဝင်သူတို့ထိန်ချုပ်ထားတဲ့မြို့ကြီးတွေမှာ စစ်မှုထမ်းဖို့လူငယ်အများပြားဖို့ဖန်စီနေပြီးတနည်းအတွင်းလူငယ်တောင်းချီဖန်စီခရာမှာအခုဆိုရင်စစ်မှုထမ်းအပတ်စဉ်17ကိုရောက်ရှိနေပြီဖြစ်ပါတယ်။နိုင်ငံအနှံ့တိုက်ပွဲဖြစ်နေတဲ့ဒေသတွေကိုစစ်မှုထမ်းတပ်သားတင်များဆေးလုပြီးရှေ့တန်းပို့နေပါတယ်။ဒါကြောင့်တေဆုံးသူတွေနဲ့စစ်တပ်ကနေထွက်ပြေးပြီးတော်လှန်ရေးတပ်ဖွဲ့တွေထံသွားရောက်ခိုးလုံသူတွေလည်းအများအပြားရှိနေပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကလည်းစစ်ကောင်စီရဲ့အတင်းအရမတတတစ်စုဆောင်ခံရတဲ့တတတစ်တွေအနေနဲ့ရတဲ့နီးနဲ့တော်လှန်ရေးတပ်ဖွဲ့တွေထံကိုဆက်သွယ်အလင်းဝင်ပူပေါင်းဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ဆက်လက်ပြီးသခိုင်းတိုင်းညောင်မြို့မှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်အကြံဖတ်စစ်တပ်ကစစ်တပ်လေတီလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးပြီးနေအိမ်လေးလုံးမိလောင်ပျက်စီးခဲ့ကြောင်း CDSOM ကိုစက်ကြာစစ်ကြောင်းမှာရဲဘော်စမာကပြောပါတယ်။မနေ့ကမတ်လ16ရက်နေ့နနက်7:00နာရီခွဲခန့်ကမြောင်မြို့ပေါ်မှာရှိတဲ့အကျန်းဖတ်စစ်တပ်ကမြို့ပြင်ကိုထွက်ခွာလာတာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်သားများအထိနှာပြီးရဲစခန်းအတွင်းကိုပြန်လည်ထွက်ပြေးသွားတာပါ။အဲဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့ရာမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းလည်းသိရပါဗျ။တိုက်ပွဲက ကင်မုံထွက်တယ်ဆိုလို့ သွားပြေးရင်းနဲ့သူတို့နဲ့ထိတ်တိုက်တွေ့ပြီးဖြစ်တာသူတို့ကရဲစခန်းထဲဝင်ပြေးသွားလို့စခန်းထဲအထိလိုက်ပစ်တာအဲ့ဒီချိန်မှာစခန်းသိမ်းမယ်မှတ်ပြီးတော့စက်တက်လေဒီတွေရောအင်အားတွေရောလာချတာတေဆုံးမှုကတော့မတိရသေးဘူးတိကြိုက်တာတွေတော့ရှိရဲလို့ CDSON ကိုစက်ကြာစစ်ကြောင်းမှရဲဘော်စမာကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကို CDSON ကိုစက်ကြာစစ်ကြောင်း MRS စားဖို့တပ်ဖွဲ့ဟီရိုပျောက်ကြားတပ်ဖွဲ့ မြောင်မြို့မှတိုင်းနယ်ပါကဖာတရင်တတခွဲ3 MS Brother TGR တက်နဲ့မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက်ညနေ3နာရီခွဲခန့်မှာမုံရွာမြို့အခြေဆိုင်နမခတ်တပ်မှတက်လာတဲ့စက်တက်လေဒီနဲ့မြောင်မြို့တောင်ရက်ကွက်အတွင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနေအိမ်၃လုံးမိလောင်ပျက်စီးခဲ့ပါတယ်။ဒါအပြင်ည ဆယ်နိုင်ခွဲခါမှာထပ်မံ၍စက်တက်လေတီနဲ့ပုံကျဲတိုက်ခိုက်ခရာ နေအိမ်တလုံးထပ်မံမီးလောင်ပျက်စီးခဲ့ပြီးပြည်သူ အမျိုးသမီးတဦးဦးခေါင်းကြည်စားထိမှန်တရားရရှိခဲ့ကြောင်းသိရပါတယ်။အလားတူပဲယနေ့မတ်လ20ရက်နေ့နနက်9နာရီခန့်မှာမြောင်မြို့မှရဲစခန်းအတွင်ကို အထိုင်ချလာတဲ့စစ်တပ်ကအနီးနားကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူအမျိုးသား2ဦးသေဆုံးပြီးအမျိုးသမီး2ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့လိုတိုက်ခိုက်မှုကြောင့်မြောင်မျိုးပေါ်နဲ့အနီးအနားဝန်းကျင်ကကြေးရွာတွေမှာပြည်သူတွေဘေးလွတ်ရာကိုတန်းရှောင်နေကြရပါတယ်။အခုအခါမှာတော့အကြံဖတ်စစ်ကောင်စီတပ်ကမြောင်မျိုးအဝင်ပေါက်မှာဖြစ်တဲ့မြောင်လန်းခွဲ အထိုင်စခန်းမှာအင်အား150ခန်းနဲ့မြောင်မျိုးပေါ်ကိုဝင်ရောက်နေပြီးခြေတော်ရာကြေးရွာမှာစစ်တပ်စစ်ကြောင်းတစ်ခုတပ်ဆွဲထားကြောင်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေတာကိုင်တွဲဖြစ်ရှင်းနိုင်ဖို့မလေးရှားနိုင်ငံကိုမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဌာနကမတ်လ16ရက်နေ့မှာထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဥဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူအခွင့်အရေးနဲ့ဒေသတွေလုံခြုံရေးအပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုဆက်လက်စောင့်ထိန်ဖို့လိုတယ်လို့လည်းဆိုပါတယ်။ ်လက်ရှိအချိန်မှာမြန်မာပြည်သူတဦးချင်းစီရဲ့တရားမျှတမှုငြိမ်းချမ်းမှုတွေပြန်လည်ဖော်ဆောင်နိုင်မဲ့ဆောင်ရွက်ချက်တွေကိုပြက်ပြက်တတဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်းရေးသားထားပါတယ်။အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ချက်ကိုကျော်လွန်ပြီးတော့မြန်မာပြည်သူတွေရဲ့ဆန္ဒတွေနဲ့ကိုက်ညီတဲ့လုပ်ငန်းစဉ်တရက်ကိုကူညီပေးနိုင်ဖို့အတွက်ဆောင်ရွက်ချက်တွေချမှတ်ဖို့အခွင့်အလမ်းတွေရှိနေတယ်လို့လည်းဆိုပါတယ်။သခိုင်းမန္တလေး မကွေးနယ်ရှမ်းပြည်နယ်ကဘာသာရေးဆိုင်ရာနေရာတွေနဲ့အရက်သားပြည်သူတွေကိုစစ်တပ်ကပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားတေဆုံးမှုဆက်လက်မြင့်တက်နေတယ်လို့လည်းဆိုပါတယ်။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့စာရင်းတွေအရ2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်နေ့အထိစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု2200နီးပါးလုပ်ခဲ့ပြီးကလေးတငယ်380ကျော်တေဆုံးခဲ့ပါတယ်။စစ်ကောင်စီဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်ယုံတာမကကလေးတငယ်များအခွင့်အရေးဆိုင်ရာဂျနီဗာသဘောတူစာချုပ်ကိုလည်းချိုးဖောက်ရာရောက်တယ်လို့ NUG ကပြောပါတယ်။ဒါကြောင့်မြန်မာပြည်သူတွေကိုကောက်ွယ်ဆောက်ရှောက်ဖို့နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအခြေခံမှုတွေကိုထိန်းသိမ်းဖို့နိုင်ငံတကာတုတ်ပြန်ဆောင်ရွက်ချက်တွေအရေးကြီးလိုအပ်နေတယ်လို့ရေးသားထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်ကြောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာမှာစစ်ကြံဘုံဒီတလုံးကိုဆော့ကစားရမှာဆယ်ကျော်သက်လူငယ်တအူးတေဆုံပြီး၄ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။မင်းသားတောင်ကျေးရွာမှာဆယ်ကျော်သက်အရွယ်လူငယ်၅ဦးကဂျမန်နေမတ်လ16ရက်နေ့ညနေ၄နာရီကရွာအနီးချောင်းတွင်ကွန်ပြစ်ရမှာရရှိတဲ့၄၀မမဘုံဒီကိုထုခွဲကစားပြီးတဲ့နောက်မိတဲ့ကိုထဲကြည့်ရမှာပောက်ကွယ်မှုဖြစ်ပွားခဲ့တာလို့ဒေတာကန်တအူးကပြောပါဗျ။မနေ့ကမင်းသားတောင်ချောင်းမှာ အဲ့ဒီလူငယ်တွေကငားရှာကွန်ပြစ်ကြတယ်။ကွန်ထဲမှာဘုံဒီတလုံးပါလာပါတယ်။အဲ့ဒါကိုထုခွဲကြတယ်။မပေါက်တော့မိတဲ့ကိုထဲ့တယ်။အဲ့ဒီအချိန်မှာမိအပူနဲ့ထပေါက်တာပါလို့သူကပြောပါတယ်။အဲ့ဒီပေါက်ကွဲမှုကြောင့်လူငယ်တအူးမှာနေရမှာပဲကွဲချင်းပြီးတည်ဆုံခဲ့ပြီးကြံလေးဦးမှာပြင်းထန်ထန်ရရရှိခဲ့တဲ့အတွက်စစ်ကူတမှုခံယူနေကြရတယ်လို့သိရပါတယ်။တည်ဆုံသွားသူနဲ့ဒဏ်ရာရသူတွေရဲ့အမြင့်ကိုတော့မသိရသေးပါဘူး။ မင်းသားတောင်ကျေးရွာကတည်ချောင်းဒေသမှာတည်ရှိပြီးအင်ဂျေ900ကျော်ရှိတယ်လို့လည်းသိရပါဗျ။အဲ့ဒီကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားမှုဒုစုံတရာမရှိခဲ့တော့လေ။အဲ့ဒီဘုံဒီမှာတောင်တော်ရိုးတက်ခမရ306အနီးတိုက်ပွဲဖြစ်ပွားချိန်တည်ချောင်းအတိုင်းဆင်းလာတဲ့ရေစီးနဲ့ပါလာခြင်းဖြစ်နိုင်တယ်လို့မင်းသားတောင်ကျေးရွာယာကန်တအူးကပြောပြထားပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့ကလည်းစွန်ရဲကျေးရွာအနီးမှာကောက်ယူလာတဲ့ဘုံဒီကိုထုခွဲကစားရမှာပောက်ကွဲမှုဖြစ်ပြီး ပောက်တော်မြို့နယ်ဂျင်းထရေးကျေးရွာမှာလူငယ်နှစ်ဦးသေဆုံးခဲ့ပြီး၄ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒီကရက်ဖေဖော်ဝါရီလကဆစ်လက်ကြံဘုံတိနဲ့မိုင်းပေါက်ကွဲမှုကြောင့်ရှစ်ဦးသေဆုံးပြီး၁၉ဦးဒဏ်ရာရရှိခဲ့တယ်လို့နီရဇရာရဲ့အမှတ်တမ်းတွေအရသိရပါရရှင်။ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းကလေးမြို့နယ်မှာတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးဒုက္ခသည်၃၀၀၀ကျော်အတွက်တောက်သုံးရေးဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေတာခန်တွေကမတ်လ20ရက်နေ့မှာပြောပါတယ်။ကလေးမြို့မှာတိုက်ပွဲတွေစတင်ပြင်းထန်ခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်းကတည်းကဒေတာခန်တွေဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရပြီးလက်ရှိမှာရာသီဥတုပူပြင်း6သွေးလာတာနဲ့အတူရေရှားပမှုတွေပါရင်ဆိုင်နေရတာပါ။ဒါကြောင့်တောက်သုံးရေးစေဝါနဲ့အမိုးအကာတွေအ திக လိုအပ်နေတယ်လို့စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေသူတွေကပြောပါတယ်။ဂျာတီဥထုပူပြင်းလာတဲ့အခါကျတော့အမိုးအကာ ရေရရှိရေပေါ့စာနယ်ရိတ်ခါကတော့ကျွန်တော်တို့အတတ်နိုင်ဆုံးကူညီနေပါတယ်အတိကကတော့စေဝါနဲ့အမှုအကာရေရရှိရေအတိကပါပဲရေရှားပါလာတာနဲ့ရေမတန့်ရှင်းတာတွေကြောင့်ဝမ်ယောဂနဲ့အရေပြားယောဂဖြစ်ပွားသူတွေလည်းရှိနေတယ်လို့သူကပြောပါတယ်ကျွာပေါင်း30ခန့်ကဒေသခံတွေတင်းရှောင်နေရတာဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှကြာခဏရှိနေတာကြောင့်လည်းနေရမပြောင်းနိုင်ကြသေးဘူးလို့လည်းဆိုပါတယ် မတ်လ19ရက်နေ့ကလည်းကလေးမျိုးနဲ့နှစ်ပန်ချောင်းရွာကို စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ဖေဗူအာရီလကတိုက်ပွဲတွေအတွင်းကာကွယ်ရေးပူပေါင်းတပ်တွေကကလေးမျိုးနယ်တောင်ပိုင်းကစစ်ကောင်စီရဲ့တပ်စခန်၅ခုကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ကလေးမျိုးနယ်ကုကိုရွာကစစ်ဘေးဒုက္ခသည်စခန်းကိုစစ်ကောင်စီတပ်ရဲ့ဇန်နဝါရီလ31ရက်နေ့ဘုံကျဲတိုက်ခိုက်မှုမှာ ကလေးနဲ့ကိုဝင်ဆောင်တွေအပါဝင်၁၁ဦးတေဆုံးပြီး၁၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်ရှင်။ဒီကနေ့နေ့လယ်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။